အားလုံးမင်္ဂလာပါရှင်အခုရွာရောက်နေနေရကတော့ခဝဲချက်မှာအစ်စ်ဖွင့်လိုက်တဲ့မက်ခရိုကိုရောက်နေတာပါဒီနေ့ကဖွင့်ပွဲနေ့လည်းဖြစ်တာဆိုတော့ဗောနော်အခုနောက်မှကြည့်လိုက်အောင်လူတွေလုံးဝကြိတ်ကြိတ်တို့ပဲအခုဝင်လို့မရသေးဘူးဗောနော်ဆိုဝင်လို့ရတဲ့ခါကျရင်တော့ရွာဝင်ပြီးတော့အထဲမှာဘလိုဆိုင်မျိုးတွေခင်းကျင်းထားရတယ်ဘလို service မျိုးတွေရှိနိုင်မလဲဆိုတော့ရောင်းနေတူတူလိုက်ကြည့်ကြကြရအောင်ကဲလူတွေကြက်နေရမနေ့တိုးဝင်လာတယ်မက်ခရိုတော့ရောက်ပြီဟောဒီမှာ pizza company ဖိုက်စာနေတော့ပဲဝင်ဆွဲလာမှာလား like it ဲ့အခုဆိုရင်တော့ပီဇာကမ္ပဏီဆိုင်ထဲကိုရောက်နေပြီပေါ့နော်ဒီနေ့ကဖွင့်ပွဲနေ့လည်းဖြစ်တာဆိုတော့ပေါ့နော်ဒီမက်ခရိုတစ်ခုလုံးအဒီပီဇာကမ္ပဏီအဆိုင်အပါပေါ့နော်လုံးဝလူတွေပြည့်စက်နေတယ်ပြီးတော့ဒီဆိုင်ကကြတော့ရန်ကုန်မှာပီဇာကမ္ပဏီရဲ့ကိုးဆိုင်မြောက်ပေါ့နော်အားလုံးပေါင်းဆိုရင်တော့မြန်မာနိုင်ငံမှာ၁၀ဆိုင်ရှိတယ်မန္တလေးမှာ၁ဆိုင်ဒီမှာကိုးဆိုင်ပေါ့ဒါကတော့မြန်မာတနိုင်ငံလုံးမှာဆိုရင်တော့၁၀ဆိုင်မြောက်ပေါ့နော်မန္တလေးမှာရှိရဲလိစာကကြတော့မန္တလေးမြို့ချမ်းအေးသာဆန်မြို့နယ်အမှတ်125 34လမ်း98နဲ့98ကြားမှာရှိပါတယ်အဲဒီမှာ ကမက်ခရိုလဲမက်ခရိုမှာကြတော့ပစ္စည်းတွေကလည်းစုံလင်တာဆိုတော့မက်ခရိုမှာဈေးဝယ်ပြီးတော့ Visa Company မှာဝင်ပြီးတော့ကြိတ်လို့ရပါတယ်အခုတော့ you ကလည်းကြိတ်လိုက်အောင်မယ်ကဲစားလို့လဲပြီးသွားပြီ။အမကုံလဲကုံဝိုင်းပြောင်းသွားပြီ။ဘိုင်လက်တင်းဝိုင်းဆိုတော့မခရိုထဲမှာအခုဝင်ကြည့်ကြမယ်။ဘာတွေဆိုင်နေရှိလဲ။လူတွေကတော့ကြိတ်ကြိတ်တော့ပဲပေါ့နော်။ဒါပေမဲ့အခုချိန်သွားမှာပဲ။ဘာတွေရှိလဲဆိုတော့သိရမှာစော့။သွားလိုက်အောင်မယ်။ အခုမက်ခရိုရဲ့ဝင်လာတော့မက်ခရိုမှာကညာဘက်ချမ်းမှာဆိုရင်စားတော့ဆိုင်လေးရှိရယ်ပေါ့နော်အပါမုတ်ဆိုင်တို့အဲ့လိုမျိုးစားတော့ဆိုင်တန်းနေပေါ့ဒီဘက်မှာကျတော့ဟိုဘက်မှာဆိုရင်ကိုရီးယားစားတော့ဆိုင်လေးရှိတယ်အဲဈေးဝယ်ဖို့အတွက်ကျတော့ဟိုဘက်ထဲကိုဆန်ဆင်နေတန်းဘက်ကိုပေါ့နော်တန်းနေဘက်ကိုဝင်ဖို့ကြတော့ဒီဘက်ကနေသွားရမယ်ဘယ်ဘက်ကနေသွားရမယ်ပေါ့ဘယ်ဘက်ကနေသွားမှာဟိုဘက်ထဲကိုဝင်လို့ရမှာဒီဘက်ကနေဆိုရင်ဈေးဝယ်တဲ့ဘက်ကိုမရဘူး အဲဒီဘက်ကတော့ဒါစားတော့ကုန်တန်းပေါ့နော်ဒီဘက်မှာဆိုရင်ဂျုံမုတ်တွေပါမုတ်တွေအဲ့လိုမျိုးတွေရှိရပေါ့နော်ဒါဆိုလဲဒါဟိုမုတ်လုတ်ဖို့အတွက်လိုအပ်တဲ့အဲစားတော့ကုန်ပေါ့အသုံးကုန်ပစ္စည်းတွေလိုမျိုးပေါ့ဟိုဘက်မှာ dairy product ဟို note ပစ္စည်းထုတ်ကုန်တွေရှိရပေါ့နော်ဟိုဘက်ချမ်းမှာဆိုဒီဘက်မှာကြာတော့ဒီဘက်တန်းမှာကြာတော့ဟိုအသင်စားစားတော့ကုန်တွေပေါ့နော်ကိတ်ချောက်တို့ပါမုတ်ချောက်တို့အဲ့လိုမျိုးတွေရှိရဒီဘက်တန်းကြာတော့ note ပစ္စည်းတွေ cheese တို့ထောဘက်တို့အဲ့လိုမျိုးသွားကြည့်ကြမယ် ဒီဘက်မှာတော့အေးအေးခန်းနဲ့ထည့်ထားတယ်ပီဇာမုတ်သားတွေပေါ့နော်အသင့်လုတ်ထားတယ်မုတ်သားတွေရှိရယ်ပေါ့အများကြီးပဲဒါဒါကကြတော့မုတ်သားကြီးပဲတက်တက်ဟိုဘက်မှာကြတော့လုံးဝပီဇာဖြစ်ထားတယ်ပေါ့နော်လုံးဝလုတ်ပြီးထားပီဇာမျိုးပေါ့ဒီဘက်မှာဟိုဘက်မှာဆိုရင်လည်းဟိုပေါ့ဟိုခော့ဆန်လို့ခေါ်တဲ့ပေါင်မုတ်ပေါ့နော်အဲ့ဒါမုတ်သားကိုလည်းအသင့်လုတ်ထားတဲ့ဟာရှိရယ်ဟိုဘက်အသားတန်းဖက်တော့ကြည့်ကြမယ် ။ဟုတ်ပြီဒီဘက်တမ်းမှာဆိုရင်တော့သူတို့ကအေးခဲအသားချောင်းတွေဝက်ပေါက်၆တွေပေါ့နော်ပြီးတော့အသီးတွေပေါ့နော်အေးခဲသီးတွေတည့်ရက်သီးတို့နနက်သီးတို့ပေါ့နော်အေးခဲထားတဲ့အသီးတွေထားရပေးတယ်။တခြားမော်ရီမှာရရတယ်ပေါ့နော်လို့အတင်စားစားတော့တွေပေါ့နော်ကိုတစ်ခါတည်းကြော်လိုက်တာနဲ့စားလို့ရတယ်အဲ့လိုမျိုးပေါ့နော်၆ခန်းထားတဲ့အေးခန်းထားတဲ့စားတော့ကုန်တွေဒီမှာအများကြီးရှိရပေါ့နော်အမော်ရီမှာထပ်ပို့ပြီးတော့စုံနေပေါ့နော် အဲပြီးတော့ဒီဘက်မှာကျတော့ cookie တွေအဲ့လိုမျိုးအချိုအချိုတဲဖို့ဟာမျိုးတွေပေါ့ဟိုဘက်နောက်မှာဆိုရင်လည်းအေးခဲရတဲ့ကြက်သားတွေငါးတွေအများကြီးအဆုံးရှိပါတယ်ဟိုဘက်အတန်းတွေကတော့ဒါအေးခဲရတဲ့အသားအသားပိုင်းတွေပေါ့အသားတွေငါးတွေပေါ့ဒင်းဆန်းတို့ဘာတွေလဲပါတယ်ဒင်းဆန်းတွေဒင်းဆန်းတွေဒီမှာဟိုဘက်မှာဆိုရင်အကင်တွေအကင်ထုတ်တွေရှိတယ်အသားလုံးထုတ်တွေအဲဒီဘက်ကကျတော့အသားချမ်းပေါ့အေးခဲရတဲ့အသားတွေ ဒီမှာဆိုရင်ဒါပင်လယ်စာတွေရှိရယ်ပေါ့နော်အေးခဲထားတဲ့ဒါအခုမှပင်လယ်စာတွေကနန်းတို့ပြီးတော့အကင်းမုံတွေပေါ့နော်ပြည်ကြီးငါးတွေအများကြီးရှိပေါ့ဒါကတော့ပင်လယ်စာဖက်ချမ်းပေါ့တူငါးတွေကိုလည်းလုံးဝအပိုင်းပိုင်းနဲ့အဲ့လိုမျိုးပေါ့နော်မောတွေမှာရှိတဲ့လိုမျိုးထပ်ပို့ပြီးတော့မျိုးဆက်ဆံလင်းလည်းရှိတယ်အခုဘက်နောက်ဘက်မှာကျတော့ကြက်သားတို့ပါလို့ရှိရယ်ပေါ့ဒါကတော့ပင်လယ်စာပိုင်းပေါ့ကြက်သားမှဆိုရင်လည်းသူကလိုရိုးပေါ့နော်အစိမ်းပြင်မှာမှပဲအရသာနှက်ထားတဲ့ကြက်သားမျိုးတွေအဲ့လိုမျိုးတွေလည်းရှိပါတယ်ဆိုတော့တခြားဘက်ကိုသွားကြရအောင် ာကတော့အသေးအရွက်တွေပါဒါကတော့ဟိခတ်မွေးကြိုင်တန်းမှာဒီမှာကတော့ပင်လယ်စာတွေပါပဇွန်နေအာခနန်းနေပေါ့နော်ကိုစိတ်ကြိုက်ရွေးလို့ရပါတယ်ပါကင်ပိတ်ထားတာမဟုတ်ဘူးဆိုတော့ပေါ့နော် တော့အခု UI ကမက်ခရိုအတွင်းပိုင်းထဲမှာရှောက်ကြည့်နေရပါဒါကတော့စောက်တော့ကုန်တန်းပေါ့နော်အဲပြီးတော့ဒီမက်ခရိုကကြတော့ဒီခဝဲချက်ကဒါဒုတိယမြောက်ဆိုင်ပေါ့နော်အဲပထမဆိုင်ကတော့ဆက်ဆန်းမှာပေါ့ဆိုတော့ဒီဆိုင်မှာကြတော့နည်းနည်းလေးပို့ပြီးတော့တသက်ရဖြစ်တယ်လို့ UI ကတော့ခန်းစားရပေါ့နော်ဒီနေ့ကတော့ပထမဆုံးစဖွင့်တဲ့နေ့ဆိုတော့လူတွေကတော့ပုံမှန်တိုင်းပဲကြက်မှာပေါ့နော်ဆိုတော့ဒီမက်ခရိုခဝဲချက်မှာလာပြီးအားပေးရင်းနဲ့ဝင်ပောက်ဝမှာရှိရဲ Visa Company မှာလည်းဘိုက်ဖြစ်ရင်းနဲ့အနားယူလို့ရပါတယ်ဆိုတော့ UI ဘုတ်မှာဆက်ပြီးတော့ရှောက်ကြည့်လာအောင်မယ်အားလုံးပဲတတား